ပချင်းပြည်နယ်ဘုံပေါ်မှာတိုက်ပွဲပြင်းထန်နေချိန်စစ်ကောင်စီတပ်ဟာ KIA တပ်စခန်းတွေကို လေကြောင်းလက်နက်ကြီး drone တွေနဲ့ဇက်တိုက်တိုက်ခိုက်လာပြီးမြေပြင်ကနေလည်းစစ်ရေးပို့လှုပ်ရှားလာတယ်လို့ဒေသခံတွေနဲ့ KIA သတင်းရင်းမြစ်တွေကပြောပါတယ်။မတ်လ6ရက်နေ့ကလည်းဖားကတ်မြို့နယ်ရှတူးစွရွာအနီးဝခါရွှေမော်မှာစခန်းချတဲ့ KIA တပ်မဟာနှစ်လောက်ခန့်တပ်ရင်း၁၄ရဲ့ရှေ့တန်းစခန်းတစ်ခုကိုစစ်ကောင်စီတပ်ကသိမ်းပိုက်သွားတယ်လို့ဒေသခံတွေကပြောပါတယ်။ ြေပြင်ရောဝေဟင်ရောအလုံးအင်းနဲ့ဝင်ရောက်တိုက်ခိုက်တာကြောင့် KIA တရင်၁၄ရဲ့ရှေ့တန်းစခန်းတစ်ခုကိုလက်လွတ်လိုက်ရတယ်လို့တနိုင်းဒေသခံတယောက်က RFA ကိုပြောပါတယ်မင်းကဆိုရင်ဒီ KIA ရင်၁၄ရဲ့ 现在改进过是干苦过的路，呃，俺就说没得说伊个喏，这发达的时呢，那些不用内容啊，伊拉接多嘞，但接别人呢，他看得多的，摄影啊，阿龙啊，伊呢运动那个，运动那的，我是都苦过来路来呀嘞，个喏，哎嘛来路来呀的天嘛，斯大林的呢，中工地里头都把多了堆呀吧嘞，好个。လေချောင်းနဲ့တိုက်ခိုက်ခံရခြင်း KIA စစ်သားတယောက်တိဆုံးခဲ့တယ်လို့လဲဆိုပါတယ်။ စစ်ကောင်စီကိုထောက်ခံရေးသားနေတဲ့လူမှုကွန်ရက် Telegram နေမှာလဲ KIA တရင်14ရဲ့ရှေ့တန်းစခန်းနှစ်ခုကိုမတ်လ6ရက်နေ့မှာတိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးလက်နက်ခဲယမ်းတွေသိမ်းယူနိုင်ခဲ့တယ်လို့ဖော်ပြထားပါတယ်။ဖားကန်ဒေသခံတယောက်ကလည်းအခုနောက်ပိုင်းဖားကန်မှာလေကြောင်းတိုက်ခိုက်မှုပိုများလာတယ်လို့ RFA ကပြောပါတယ်။ဒီရပိုင်းတွင်လည်းကျွန်တော်တို့ခူးခြားကြပေါ့နှစ်ရသုံးရစီစတိုက်လေးရင်းလာရပေါ့ဒီရပိုင်းတွင်ဖားကမှာစီရေလှောက်ရှားမှုရှိပါတယ်တိတ်ချရာအဲ့လေးရင်းပါပဲ အဲအဖကနေဒေတာလူတွေကတော့လေးရင်လာတယ်ဆိုကြောက်တော့ဗောကဘာကျော်ကြောက်စိမ့်တွေထွက်ရှိရာဖားကန်ဒေတာရဲ့နေမြေ80ရာခိုင်နှုန်းကို KIA ကထိ ंछ ုပ်ထားပြီးစစ်ကောင်စီတပ်ကတော့ဗျူဟာကုန်းအပါဝင်တပ်စခန်း9ခုလောက်သာထိ ंछ ုပ်ထားနိုင်တယ်လို့ဆိုပါတယ်။မြေကြီးနားနဲ့ဝိုင်းမော်ဘက်မှာစစ်ကောင်စီတပ်ကစီးရင်လှုပ်ရှားမှုတွေရှိတယ်လို့မိုးကောင်းနဲ့မိုးညင်းဘက်မှာလည်းရှမ်းနီတပ်နဲ့ပေါင်းပြီးအင်အားအလုံးကြီးနဲ့စစ်ကြောင်းထိုးလှုပ်ရှားနေတယ်လို့ဒေတာခန်တွေကပြောပါတယ်။ မမမတိုက်ပွဲပြင်းထန်နေချိန်အနှောက်အယှက်ပေးချင်တာကြောင့်တခြားဒေသမှာစစ်ရေးလှုပ်ရှားနေတာလို့ KIO သတင်းနဲ့ပြန်ကြားရေးတာဝန်ခံဗိုလ်မှူးကြီးနော်ဘူးက RFA ကိုပြောပါရယ်အဲကျွန်တော်တို့ပမောဘက်မှာတိုက်ပွဲကတော့ပြင်းထန်နေတာဒါကြောင့်သူတို့လည်းအဲတခြားဘက်မှာနည်းနည်းဒီအောင်ပြတဲ့သဘောမျိုးနဲ့ကျွန်တော်တို့ နောက်အချက်ပေးတဲ့ပုံစံနဲ့ကိုလိုမျိုးကျွန်တော်တို့ရဲ့အမှတ်ကူတက်မခိုင်ဒေတာပြည့်နေတဲ့ပေါက်ကတော့အဲဒီပဝန်ချီမှာလာမမပုံချေတာလည်းဖြစ်နေကြကချင်ပြည်နယ်အပြင်မကွေးစကိုင်းနယ်၊ကယားပြည်နယ်၊ကရင်နီပြည်နယ်ကတော်လိုင်းရေးတပ်တွေစုံမှုထားတဲ့နေမြေတွေကိုပါစစ်ကောင်စီတပ်ကအခုရက်ပိုင်းအင်အားအလုံးကြီးနဲ့စစ်ကြောင်းထိုးနေတယ်လို့ဒေသခံတွေကပြောပါတယ်။ ဒါအပြင်ရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချုံမြို့နယ်မိုင်20ကျော်အကွာကတောင်ခမ်းရွာဘက်မှာလဲ TNL နဲ့မဟာမိတ်တွေတင်ထားတဲ့အရေးပါတဲ့တက်ဆက်ခန်းကုန်းတွေကိုစစ်ကောင်စီတပ်ကဖေဖော်ဝါရီလကုန်ပိုင်းမှာပဲပြန်လည်တင်ပိုက်ခဲ့တယ်လို့ဒေသခံတွေကပြောပါတယ် RFA ရဲ့စီးရင်အရာ2025ခုနှစ်ဇန်နဝါရီလကနေမတ်လ9ရက်နေ့အထိကချင်ပြည်နယ်မှာလေကြောင်းတိုက်ခိုက်မှုကြောင့်အရက်သား44ယောက်သေဆုံးခဲ့ပြီး28ယောက်ဒဏ်ရာရရှိခဲ့ပါတယ်ရှင်။